ဆန္ဒလာပိုင်းမှာတွေ့ကြုံလာမယ့်အင်္ကာသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံးတက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်။အဲ့တော့တနည်းအားဖြင့်ပြောရင်အင်္ကာသားသမီးတွေအတွက်ဆန္ဒလာပိုင်းတလတာကံအဆိုးကောင်းကိုတဲရော့နဲ့တုံးတက်ပြီးဟောမယ့်ဗီဒီယိုလေးပေါ့ဗျာ။နော်။အဲ့တော့ကိုယ်ကတဲရော့ပုံမှာလည်းယုံကြည်မှုအတိုင်းအတာတစ်ခုရှိမယ်။ကိုယ့်ရဲ့ကံညမှာလည်းသိချင်နေဆိုရင်ဒီဗီဒီယိုဟာကိုယ်နဲ့တက်ဆိုင်သွားပြီ။အဲ့ဒီနောက်ခုနဲ့မကိုက်ဘူးဆိုဒီဗီဒီယိုကိုယ်နဲ့မတက်ဆိုင်ဘူးကြော်လို့ရပါပြီ။ဟုတ်ပြီနော်။အဲ့တော့ ကျွန်တော်တော့ဗမင်းငင်ကြီးတပည့်ဆရာစောင်းတော်ဖြစ်ပါတယ်မိတ်ဆွေတွေကိုအမြဲတမ်းဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်တယ်အဲကျွန်တော်ရဲ့ဗီဒီယိုတွေကြိုက်တယ်ကျွန်တော်ရဲ့တင်ဆက်မှုတွေကြိုက်တယ်ဆိုကျွန်တော်ကောက် follow လုပ်ပေးထားခဲ့ပါပြီးတော့ဒီဗီဒီယိုမှာလည်း like and share တခုခုပြုလုပ်ပေးကြရပြီကျွန်တော်အကူအညီပေးပါလို့မေတ္တာရက်ခံပါတယ်အဲ့ဒါဆိုလို့ရှိရင်အော်ပြီးတော့ကျွန်တော်ရှင်မှာဗီဒီယိုမေးဖို့အတွက်မေးဟိုပြောနေတဲ့လူတွေရှိတယ်ဗီဒီယိုမေးချင်ကျွန်တော်အောက်ထဲကိုဝင်သွားလိုက်အဲ့မှာကျွန်တော် Viber ဖုန်းနံပါတ်တင်ထားတယ်။ Viber ကနေဆက်သွယ်ပြီးတော့မေးပြလို့ရပါတယ်เนาะ။ Okay ပါအားလုံးပဲစလိုက်ရအောင်။ တော့အင်္ဂါသားသမီးတွေကျွန်တော်တို့တွေ့ကြုံလာမဲ့ဒီတလတာမှာကိုပိုင်စီးပွားရေးနဲ့ဆက်ဟောပေးပါမယ်။ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံဓာတွေမှာဘာဖြစ်နေလဲဆိုတော့စောက်ဆိုင်ခြင်း၊ထိငော့ခြင်းเนาะတက်ခဲခြင်းတွေနဲ့ကြုံတွေ့နေရတတ်ပါတယ်။အဲ့တော့လုပ်ငန်းမအောင်မြင်တာတော့မဟုတ်ပါဘူး။အောင်မြင်ပါတယ်။ဒါပေမဲ့စောက်ဆိုင်ရမယ်၊ထိငော့မှုတွေဖြစ်မယ်၊ကြံ့ကြာမှုတွေဖြစ်မယ်ပြီးတော့မှအောင်မြင်မှုစီကိုကူတန်းလာမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကံမှာပြသနေခြင်းဖြစ်ပါတယ်။ပြီးတော့စီးပွားရေးလုပ်တဲ့အခါမှာ လက်ကလောက်မှာဖြစ်နေတဲ့အရာကိုပဲသုံးသက်တာမျိုးမဟုတ်ပဲနဲ့ရေရှည်သုံးသက်ပြီးတော့လှုပ်ဆောင်ပါလက်ကလောက်ခက်ခဲတွေဖြစ်ရှင်းနေရင်မိတ်ဆွေတို့ပုံပုံပြီးတော့ခက်ခဲတဲ့အရာတွေရရှိလာလိမ့်မယ်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုတွေးတော်မယ်လှုပ်ဆောင်မယ်ဆိုရင်ရေရှည်ကိုတွေးတော်လှုပ်ဆောင်မှုကိုဒီချိန်မှာဆုံးဖြတ်ချက်ချမယ်ဆိုရင်ကိုယ့်တက်ပုံပုံပြီးတော့ကောင်းမွန်တယ်ပုံပုံပြီးတော့အားကောင်းတယ်နောက်တစ်ခုကတော့ဟိုးအဝေးမှာနိုင်ငံရဲ့ကြားနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေရတဲ့ကုန်ဟိုဘယ်လိုခေါ်မလဲကုန်ပစ္စည်းကူးတက်မှုကိစ္စတွေမှာ ဂျမ်းဖြစ်တတ်တယ်ဥပမာပေါ့ဗျာ online shopping လုပ်တယ်ဆိုကြပါစို့ဗျာကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေမှားထားတယ်ပစ္စည်းတွေလမ်းကြောင်းကျက်လို့မရောက်လာတာမျိုးစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်တယ်เนาะအဲ့လိုမျိုးပေါ့ကုန်ကူတန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့တနေနဲ့တနေတနိုင်ငံနဲ့တနိုင်ငံကုန်ကူတန်းရေးနဲ့လှုပ်ဆောင်နေတဲ့ကိစ္စတွေမှာတော့ကြံ့ကြမှုတွေအဆင်မပြေမှုတွေနဲ့ကျွန်တော်တို့တွေ့ကြုံလာတတ်တယ်เนาะနောက်တစ်ခုကတော့ကြုံတွေ့လာမယ်ကျွန်တော်အင်္ဂါသားသမီးတွေရဲ့ငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ် ီကိစ္စမှာငွေကြေးကိစ္စရင်းနဲ့ပတ်သက်တဲ့ဘက်မှာအင်္ဂါသာသမီတွေအာအာအကူအညီထောက်ပံ့အားနည်းတယ်ဆိုတဲ့ကာလအပိုင်းခြားကိုဖြတ်တန်းနေရတယ်ငွေကြေးကိစ္စမှာလေအကူအညီထောက်ပံ့အားနည်းတယ်ဆိုတာကိုယ့်ကိုယ်ကူညီပေးမဲ့လူတွေကိုယ့်ငွေကြေးထုတ်ချိမဲ့လူတွေကိုယ့်ငွေကြေးကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ supporting ပေးမဲ့လူတွေဒီကာလမျိုးမှာမရှိပါဘူးအမှန်တမ်းပြောမယ်ဆိုရင်လေအဲ့တော့ကိုယ့်ဟာကိုယ်ဓာရှာဖွေပြီးတော့ကိုယ့်ဟာကိုယ်ဓာတည်လျောက်လှုပ်ဆောင်နေရတဲ့ပုံစံမျိုးတွေလို့တွေးနေရတယ်ပေါ့နော် နောက်ချက်ကဒီလိုကာလမျိုးမှာကျွန်တော်တို့အပျော်ပါးတွေကြောင့်မလိုလားအပ်တဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်။အပျော်ပါးဆိုတော့ရှင်းပါတယ်။ကိုယ်စိတ်ပျော်ရှင်မှုအတွက်တည်ငါ့ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုကိုဆိုလိုခြင်းဖြစ်ပါတယ်။အဲ့တော့တည်ငါ့ကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုကြောင့်မလိုလားတဲ့ပြဿနာတွေဥမာကိုကတော့ဘာမှမဖြစ်လောက်ဘူးလို့လှုပ်လိုက်တယ်။အဲ့ဒီကိစ္စအဲ့ဒီပြဿနာတွေကနေစငွေကြေးအကြီးကြီးမားမားဆုံးရှုံးမှုတွေထင်ထားတာတဲ့ပုံမှုပြီးတော့ကုံဆုံးမှုတွေတွေ့ကြုံလာတတ်တယ်။ဥမာဆိုကြပါဆိုပေါ်ရဥမာတစ်ခုလေးပေါ်မှာကိုကပျော်ရှင်လို့ရက်တောက်လိုက်တယ်။အရက်မူပြီးတော့ ်ခြေချိုးလက်ချိုးဖြစ်ကမှာဆေးကုရတယ်ဆိုပြီးပက်ဆံပုတ်ကုန်တာမျိုးပေါ့ကိုကတွက်ထားတာတော့အရက်တောက်တာလောက်ပဲကိုကတွက်ထားတာဒါပေမဲ့အရက်တောက်ပြီးနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ပြက်တာတွေကကိုအတွက်ငွေကုန်ကြီးကြဖြစ်ပေါ်သေးတယ်အဲ့တော့ကျွန်တော်ပြောချင်တာငွေကြီးအကန့်ကောင်းချင်တယ်ဆိုစိတ်အလိုတိတ်မလိုက်ပါနဲ့လို့ပြောချင်ပါတယ်နော်အဲ့တစ်ချက်ပေါ့အဲ့တော့ငွေကြီးကန်နဲ့ပတ်သက်ပြီးပွင့်လင်းမှုရှိလားလို့ပြောမယ်ဆိုရင်တော့ခဏကျွန်တော်ပြောလို့ပဲငွေကြီးကန်နဲ့ပတ်သက်လာရင်တော့ဟိုဘယ်သူမှအာကိုလို့မရတဲ့အပိုင်းခြားကိုကိုကိုအာကိုပြီးတော့မှလှုပ်ဆောင်ရမယ်ဆိုတဲ့အပိုင်းခြားလို့ပြတ်တာထားတယ်တော့ကြောင့်မလို့ အဲကိုကိုကိုယုံကြည်မှုအပြည့်နဲ့ရှာဖွေအတွက်ဘို့အတွက်တော့လိုအပ်တယ်အဲ့တော့အရန်ကောင်းနေတဲ့ကံထောက်ပံ့တစ်ခုမှတော့ငွေကြေးကိစ္စတော့ရှိနေတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အရန်ခက်ခဲနေတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးမမဆောင်ဖြစ်နေတော့ Okay အဲ့တော့ကျွန်တော်တွေ့ကြုံလာမယ်ကျမကြီးကိစ္စအရင်ပတ်သက်ပြီးဆက်တော့ Okay ပါကျမကြီးကိစ္စအရင်နဲ့ပတ်သက်တဲ့အပိုင်းမှာတော့အထိုင်များတဲ့လူတွေအထူးသဖြင့်ယုံလုံနေတဲ့လူတွေအထိုင်များတဲ့လူတွေเนาะနည်းနည်းလေးအကြောချင်ပိုင်းနေတဲ့ပတ်သက်တာမျိုးเนาะဝန်းချုပ်တာမျိုးစသဖြင့်ဒီလို ကျမကြီးအသေးဖွဲလေးတွေဖြစ်ပေါ်လာမဲ့ခြေနေအပိုင်းခြားတစ်ခုကြုံတွေ့လာတတ်ပါတယ်เนาะအဲ့တော့အကြောချင်းအယိုးစစ်เนาะအဲပြီးတော့အညောင်းညာကိုက်ခဲတာမျိုးတွေမကြာခဏဆိုလို့ဖြစ်မယ်ဝမ်းချုပ်တာမျိုးတွေဖြစ်မယ်เนาะအဲ့ဒါလေးတော့ဒီကာလမှာဖြစ်ပေါ်လာနိုင်တယ်ကျမကြီးကိစ္စတွေနဲ့ပတ်သက်ပြီးခဏပြောလို့ជីជីမမဖြစ်ပေါ်တာမျိုးတော့တတော်စီမှာမတွေ့ရပါဘူးဆိုတော့စိတ်ယုံတက်ပြီးတော့ခွဲစိတ်ရတာမျိုးတေလူမျောပါဖြစ်တာမျိုးတွေတော့ဒီကာလတွေမှာတော့အင်္ဂါသားသမီးတွေပုံမှာတက်ရောက်မှုတော့အားနေပါတယ် ဆက်လက်ပြီးတော့ကျွန်တော်ကြုံတွေ့လာမယ့်အင်္ဂါသားသမီးတွေရဲ့အခြေအကျိစရိုင်းနဲ့ပတ်သက်ပြီးတော့ဟောကြားပေးရှင်းပါမယ်။ဒီကာလမှာအင်္ဂါသားသမီးတွေကအခြေအကျိစရိုင်းနဲ့ပတ်သက်ပြီးတော့သုံးပွင့်ဆိုင်တွေပြဿနာတက်မယ်။ကိုယ့်ရဲ့ချစ်သူမသိအောင်ဆိုင်းလက်နေပြဿနာတက်မယ်။နော်။ဆိုတော့လူသိရှင်ကြပြဿနာတက်လာမယ့်ကိစ္စတွေ။ဆိုတော့ဒီကိစ္စမှာအခြေအကျိစမှာဟိုလိုလိုဒီလိုလိုဟိုဘက်လိုလိုဒီဘက်လိုလိုဖြစ်နေတဲ့အရာတွေအကုန်လုံးဒီတက်နာရှုပ်ရှင်းဖြစ်ပြောင်းလဲလာမယ့်အခြေအနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ ပြီးတော့လက်ရှိ relationship မှာမျက်နှာတရားရောက်များတတ်တယ်မိမိကိုယ်တိုင်လည်းဖြစ်နိုင်တယ်မိမိရဲ့ချစ်သူလည်းဖြစ်နိုင်တယ်မျက်နှာများတာမျိုးစိတ်ကစားတာမျိုးနောက်ဆုံးရီးစားမဖြစ်ခဲ့ရင်တောင်မှဟီလာထတာပါဗျာဒီလိုကိစ္စတွေကြုံတွေ့လာရတဲ့အတွက်ကြောင့်မလို့ကိုယ်အနေနဲ့နည်းနည်းလေးစိတ်ဒုက္ခရောက်တာတွေနည်းနည်းလေးစိတ်အဆင်မပြေဖြစ်တာတွေတွေ့ကြုံလာတတ်တယ်နောက်တစ်ခါလုံလုံကျူးကျူးဖြစ်တဲ့ပြဿနာတွေတမီးဤစားကိစ္စတွေမှာနော်လုံလုံကျူးကျူးဖြစ်တဲ့ပြဿနာတွေအဲဒီလုံလုံကျူးကျူးဖြစ်ထားတဲ့ကိစ္စတွေကနေစဉ်အခြေအကျိစ္စတွေမှာပြဿနာအရှုပ်ရှင်းတွေဖြစ်လာနိုင်တယ် เนาะอัศษะยาขณะပြောလို့ပေါ့เนาะဟိုပုံမှန်လေးလေးပြောရမယ်ဆိုဗီဒီယိုရိုက်တာတွေဓာတ်ပုံရိုက်တာတွေအစเนาะတက်တာဖြစ်ပြောင်းလဲလာနိုင်တယ်အဲ့ဒါတွေအထူးပြုဆိုင်ဖို့အတွက်လိုအပ်ပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်မှားခြင်းတယ်ပြီးတော့ဒီလိုကာလမျိုးမှာမပြောင်းလဲနားပိုင်းနဲ့အခြေအကိစ္စမှာခဏခဏဆိုလို့စကားများတာရံဖြစ်တယ်ဟာပြောရတတ်တယ်ပြီးွားရင်ကိုယ့်ရဲ့ချစ်သူကိုပြောစကားဆိုစကားအားနေတယ်ဆိုတဲ့အပိုင်းချအားနေတယ်ဆိုမအောင်မြင်ဘူးပေါ့เนาะပြောတာပြောတယ်သူလည်းသူလှုပ်ချင်တာလှုပ်နေတာဆိုတော့ကိုပြောတာတခါလေးကြာရင်နားကြီးတယ်ကွာပြောမနေနဲ့မင်းကဒါပဲချက်ပြောနေစတဲ့ဖြစ်ပေါ့เนาะ ကိုဘကပြောဆိုလာတဲ့စကားတွေကိုအတိမတ်ပြုမှုကိုယ့်ရဲ့ချစ်သူကအားနည်းတယ်ဆိုတဲ့အပိုင်းခြားမျိုးကြုံတွေ့နေရတတ်တယ်။ဟုတ်ပြီနော်။နောက်တစ်ခုအင်္ဂါသားသမီးတွေကြုံတွေ့လာမယ်အိမ်တောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။အိမ်တောင်ရေးကိစ္စမှာတော့အင်္ဂါသားသမီးတွေအားကောင်းတယ်လို့နံပါတ်၁ချက်ပြောချင်တယ်။ခက်ခဲနေတဲ့ကိစ္စတွေကိုယ့်အနေနဲ့ဝန်တော့ဝန်ဖို့ထမ်းထားရတဲ့တာဝန်တချို့တဝက်တွေကုံဆုံးသွားပြီးတော့တက်တော့တက်တာအိမ်တောင်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းမှုကနေစဉ်စိတ်ချမ်းသာမှုကို ကူးပြောင်းလာမယ့်အခြေအနေအပိုင်းခြားတစ်ခုလည်းဖြစ်တယ်။ဒါပေမဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးလုံဆောင်မှုတွေကြံစည်ထားတဲ့အလုံငန်းကိစ္စတွေရှိမယ်။ခရီးထွက်ဖို့ကြံစည်ထားတာတွေရှိမယ်။တခြားတော့ကိုကြီးကြီးမားမားကြံစည်ထားတဲ့ကိစ္စတွေမှာတော့ပြက်ပြဲသွားတာမျိုးတို့မို့ပြောင်းလဲသွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်။နော်အဲ့ဒီကိစ္စမှာတော့နည်းနည်းလေးဂယုဆိုင်ဆင်ញင်စေခြင်းနဲ့နောက်တစ်ခုကဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဆိုတော့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့အိမ်တော်ဘက်ရဲ့အတိုင်းဝိုင်းစီရနေစေငွေကြေးအချီအငါလုံးဝလုံးဝမလောက်ပါနဲ့နော် အဲ့တော့ငွေမရတဲ့အပြင်တယောက်နဲ့တယောက်အဆင်မပြေဖြစ်တာတွေဖြစ်လာနိုင်တယ်တကယ်လို့ငွေချီးခဲ့မယ်ဆိုလို့ရှိရင်လည်းရေရှိမှာမကောင်းအဲ့တော့ဖြစ်နိုင်တယ်ဆိုရင်မိသားစုဝင်နေစီကနေစငွေချီးကိစ္စအချင်းငါငွေချီးကိစ္စအရှုပ်ရှင်းမလုပ်ပါနဲ့ကိုယ်လည်းမချီးပါနဲ့တို့တို့စီကလည်းမချီးပါနဲ့အဲ့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့အင်္ဂါသားသမီးတွေကြုံတွေ့လာရမယ်ဝန်ထမ်းနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ် ီကာလမှာကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုအကောင်းဆုံးဖြစ်အောင် perfect ဖြစ်အောင်ပြုလုပ်ပါ။နောက်ဆုံးအကုန်လုံးပြောမယ်လုပ်ငန်းတွင်မှာကိုယ့်ရဲ့အဲလုပ်ငန်းနဲ့ပတ်သက်ပြီးလုံဆောင်တဲ့ဘိုင်အားကောင်းလာရင်ကိုယ်နဲ့မတည့်တဲ့လူတွေကိုယ်နဲ့အဆင်မပြေတဲ့လူတွေတော့ပြန်လဲပြီးတော့တင့်မြတ်လာတာနဲ့ပြန်လဲပြီးတော့တည့်လာနိုင်တယ်။အဲ့တော့လုပ်ငန်းတွင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုပြောပြောမယ်ဆိုဒီကာလအမှားထောက်တဲ့ကာလပေါ့။အဲကိုယ့်ရဲ့လုံပေါ်ကြိုက်ပတ်တယ်ကိုယ့်ရဲ့ထက်လူကြီးတွေကနေစင်အရင်တော့ကိုအမှားလုပ်တယ်တခုခုလုပ်ငန်းမှာခိုးကတ်နေတာဘာမှမသိပေမဲ့ ဒီချိန်မှာခမရနည်းနည်းလေးခုတ်ကတ်လိုက်တယ်နဲ့ခမရကိုအကြီးကြီးပြဿနာရှာတော့မယ်ဆိုတော့မခုန်နဲ့မကတ်နဲ့အမှားတွေမလုပ်နဲ့အကောင်ဆုံး perfect ဖြစ်အောင်လုပ်ကိုယ့်ကိုကြီးမြတဲ့လူပဲကိုယ်နဲ့ပြန်ပြီးတည့်လာလိမ့်မယ်ကိုယ်နဲ့ပြန်အဆင်ပြေလာလိမ့်မယ်အဲ့တော့လုပ်ငန်းပေါ်မှာရှိသမျှကိုယ့်ရဲ့ energy အပြည့်ထည့်ပြီးတော့အလုပ်လုပ်စေခြင်းနဲ့အစောကြီးကဒီလောက်ကိုမလုပ်ချင်မလုပ်နဲ့လုပ်မယ်ဆိုရင် energy အပြည့်နဲ့ထည့်ပြီးတော့ခမရအတွက်အောင်မြင်မှုအကျိုးဆက်ခံစားရလိမ့်မယ်နော်လုပ်ငန်းနဲ့ပတ်သက်တဲ့စိတ်ရှုပ်စရာတွေခေါင်းရှုပ်စရာတွေတော့အနေချင်းရှိလိမ့်မယ်ဒါကလည်း တနာဖြည့်ရှင်းနိုင်တဲ့စိတ်ရှုပ်နည်းတွေခေါင်းချုပ်နည်းတွေအဲ့ဒါကိုတော့ပုံကြီးချဲ့ပြီးတော့မပြောနဲ့ဆိုတော့အကိုအလုပ်ကို perfect ဖြစ်အောင်လုပ်ကျန်တဲ့ကိစ္စတွေတိတ်ရင်းမဆိုင်နဲ့နော်တေချာတာတစ်ခုက CCTV တွေရမ်းများတယ်ခင်ဗျားတို့လုပ်ငန်းခွင်မှာအဲ့တော့ CCTV တွေများနေတဲ့မှာမှာကိုကမဟုတ်တာတစ်ခုလုပ်လိုက်မယ်ဆိုတော့အဲ့ CCTV ရဲ့နေစဉ်အပေါ်ကိုရောက်သွားရင်ခင်ဗျားလုပ်ငန်းမှာအားနည်းမှုတွေဖြစ်ပေါ်လာလိမ့်မယ်နည်းနည်းလေး view size စီချင်တယ်ဒါလို့ဆိုချင်းနေမယ်လို့ထင်ပါတယ်အင်္ဂါသားသမီးတွေ